မဟာစံဂျုံလေးမှာစတူဒီတာကိုလူလောက်ပြီးနှစ်တိကျူခဲ့တဲ့ United မြမရောတကြံကာလာနဲ့စတူဒီတာဆိုတာဟာခွဲခြားလို့မရပါဘူးတကြံရောက်ပြီဆိုတာနဲ့မော်လုံးရေပေါ်ရွှေအေးတာကိုအစားရှိတဲ့ဖြင့်မော်မျိုးစုံကိုစတူဒီတာကျွေးနေရှိတာကရောရဒလေးတစ်ခုဖြစ်ပါတယ်အခုလိုမျိုးမဟာစံကာလာမှာအင်္ဂလန်က Manchester United ကလည်းမြမပီကပရိသတ်တွေကိုအားကျလို့ Ghost Studio တာအလူလောက်ခဲ့ပါတယ် ဟုတ်ပါရင်ဆိုင်မသားနာနဲ့ဆိုင်ကားသမားတို့တိုက်ဟာစင်ဂျိန်ဘက်မှာငှက်ကြားရရဲ့4-1နဲ့ဆိုးသွမ်းတာကိုခံလိုက်ရပြီး၃ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပါရင်ယူနိုက်တက်တို့အဖြစ်ကကြားကြားလို့ရှင်ကြီးကိုရှင်ကြီးကြားတဲ့ဆိုးဆိုးလို့အိုနာနာနဲ့တိုင်ဘက်ရိုင်းထွက်နေလို့ဘာရင်နာကိုထုတ်သုံးပါရယ်ဆိုမှတကောင်သားကပို့ပြီးအကြောင်းဆိုနေတာဖြစ်ပါရင်တိုက်စစ်ကမိုက်ပြနေတာကြောင့်ရုန်းကန်နေရပါတယ်ဆိုမှနောက်တန်းကလည်းဂိုလမားနဲ့တောက်တလဲနေလုံနေတော့ယူနိုက်တက်တို့အဖြစ်ကဘလိုင်းဘောင်းနဲ့ဖားကောက်တာနဲ့ဆုံးနေပြီးမွေးပါလဲဆုံးသားလဲဆုံးဖြစ်ကိုရောက်နေတာပါ ယူပါလေးကိုအာယုံဆိုင်စရာရှိလို့ရှော့ဂန်နဲ့ဆိုပြီးအချောင်းပြချက်ပေးလို့ရပါမယ်။အဲ့ဒီမှာလည်းတော်လူလေးတွေလုံပြီးဖလားပြောင်းရင်ဒီဟာအဒီမာယူနိုက်တက်တို့ပရီးမီးယားလိဂ်သမိုင်းတက်ရှောက်အစိုးရအဆုံးရက်ဒီမှုနဲ့ယာတီတင်ရတော့မှာဖြစ်ပါရင်ယူနိုက်တက်အဒီနေပွဲမှာ၃-၄တိကစားခွက်နဲ့ပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာဆယ်စီကိုထောင်ထားကဂါနာချိုဖိုင်နယ်တက်လို့နဲ့တွဲပေးထားပါရင်ခွေးလက်မှာတော့ဥကာတင်းနဲ့အရင်စင်တို့ပွဲထွက်လာပြီးဝင်းမဲ့တွေဖြင့်ဒါလောနဲ့အာမက်တို့ကိုပွဲထွက်ခဲ့ပါရင်ပထမနေရာကတော့ဘာရင်နာပဲပွဲထွက်လာပြီးနောက်တန်းမှာလင်းနီလောရိုရိုမာဇာရီတို့ကိုခင်းကျင်းသွားခဲ့ပါရင် ။ Asian News ကဆယ်ဘက်ကတော့လေသုံးလုံးကစားကွက်ပေါ်မှာမူပေး Isaac Barnett, Jonelli, Jonathan Guimaraes အစုဖွဲ့နေပဲ United ကိုရင်ဆိုင်လာခဲ့တာဖြစ်ပါရင်ပွဲရင်တမန်ရင်းပြေးပါရင်နယူကာဆယ်ဘက်ကဂျိုနီတန်ရဲ့ဥဆောင်ကိုနဲ့တင်းယူနိုင်ခဲ့ပေမဲ့လိုချွန်နေခဲ့တာကြောင့် United လို့တတ်တာရခဲ့တာဖြစ်ပါရင်အဲနောက်နယူကာဆယ်ဘက်ကပဲဖိအားပေးထားနိုင်ခဲ့ပြီးပွဲချိန်လေးမိနစ်မှာမူပေးရဲ့ဝေကန်ချက်ကောင်းမွန်ခဲ့ပေမဲ့ဂိုဘေးကကတ်ထွက်သွားခဲ့ပေမှာရင်အဲနောက် United ဘက်ကပြန်လည်းဖိအားပေးဖို့ကြိုးစားလာခဲ့ပြီးပွဲချိန်ဆက်နေမိနစ်မှာဘရူနိုနဲ့ဆက်စီတို့ရဲ့တွဲလုံးကနေဆက်စီအပိုင်ကန်သွင်းခဲ့ပေမဲ့နယူကာဆယ်ကလည်းပုတ်ထုံနိုင်ခဲ့ပါရင် ပွဲချိန်23မိနစ်မှာလည်းအီဆက်ရဲ့ခေါင်းတိုင်ချက်ကတော်တော်လေးကောင်းခဲ့ပေမဲ့ဂိုဘေးကကတ်ထွက်ခဲ့ပါတယ်ပွဲချိန်24မိနစ်မှာတော့နယူကာဆယ်ဘက်ကဥဆောင်ကိုစတင်ရရှိသွားခဲ့ပြီးအီဆက်ရဲ့ဖန်နီဘေးဘူးကနေတူနယ်လီကအပြင်းပိတ်သွင်းခဲ့တာဖြစ်ပါတယ်။၃မိနစ်ကြာပါလဲတူနယ်လီကဝေးကန်ချက်နဲ့နောက်ထပ်ဥဆောင်ကိုထပ်သွင်းဖို့ကြိုးစားခဲ့ပေမဲ့ဂိုဘေးကနေကတ်ထွက်သွားခဲ့ပြန်ပါတယ်။ပွဲချိန်34မိနစ်မှာတော့အီဘရာမန်တွဲရဲ့ဖျက်တင်ဘောကနေအီဆက်ကနီးကပ်ပိတ်သွင်းခဲ့ပေမဲ့ဘာရီနာကာဝယ်သွားနိုင်ခဲ့တာကြောင့် United တို့တက်တာရခဲ့တာဖြစ်ပါတယ်။ ပွဲရ39ခုမှာတော့ United တို့ခြေပါကိုပြန်လည်ရရှိခဲ့ပြီးဒါလော့အလိုက်အသင်မျောထိုးပေးမှုကနေဂါနာချိုကသွင်းယူခဲ့တာပါဒုတိယပိုင်းမှာတော့ United တို့အပီပင်ကင်မယ်ဆိုပြီးစိတ်ထဲတွေးခဲ့ပေမဲ့မှန်းချက်နဲ့နှမ်းထွက်ကမကိုက်ခဲ့ပါဘူးပွဲရ49မိနစ်မှာတော့ United တို့အထာနေတော့ခွင့်ကောင်းယူပြီး Newcastle တို့ဥဆောင်ကိုပြန်လည်ရရှိသွားခဲ့ပါတယ်ဒီကုတ်ကတော့မူပွင့်ရဲ့ဖန်နေပေးမှုကနေဘာနဲ့ကသွင်းယူခဲ့တာဖြစ်ပါတယ်အဲဒီနောက် United ဘက်ကလည်း Mason Mount, Dorgon နဲ့ Highland တို့ကိုထည့်သွင်းခဲ့ပေမဲ့ Barina ရဲ့ပြောင်ပြောင်လွန်းတဲ့ဖုံးတကုတ်ရှင်အမှားတွေကြောင့်ပွဲချင်း64မိနစ်မှာဘာနဲ့ကနောက်ထပ်ဥဆောင်ကိုထပ်သွင်းသွားခဲ့တာဖြစ်ပါတယ် 3-1နဲ့အင်းဆန်းဖြစ်နေတဲ့ United လို့လည်းဒီလောက်နဲ့အလှူလို့ရတာအားမရသေးတာကြောင့်ပွဲချိန်89မိနစ်မှာ Grammar ရဲ့အတွင်းကိုကိုထပ်မံခွင့်ပြုပေးခဲ့ရပါတယ်။လက်ချံပွဲချိန်ဒီမှာတော့ Newcastle ဘက်ကအခြေအနေကိုကြည့်ပြီးပွဲကိုထိန်းသွားခဲ့တာကြောင့်ဒီရလနဲ့ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ United အနေနဲ့ပထမပိုင်းမှာ Newcastle ဘက်ကိုအကောင်းဆုံးပုံစံနဲ့တုံ့ပြန်ကစားနိုင်ခဲ့ပေမယ့်ဒုတိယပိုင်းမှာတော့ရောင်းချချာဖြစ်နေကြတာကိုမြင်တွေ့ခဲ့ရပါတယ်။ United အနေနဲ့ဂျာယက်မှာလိုင်းကိုကြော်ပြပြီး Yobali Plaza ကိုစုခူးတဲ့အထိခြေစွမ်းပြနိုင်ခဲ့ရင်တော့ TMR တွေက အပြစ်ပြောဆရာမဟုတ်ပေမဲ့နိုင်ငံကဘာထန်ရှုံးခဲ့ပြီးပြန်ဝဲကနေထွက်ခွာရမယ်ဆိုရင်တော့တမိုင်းတခြားအစိုးရဆုံးရည်တည်မှုနဲ့ရာသီသိမ်းရတော့မှာဖြစ်ပါရင်ယူနိုက်တက်ဟာပြီးခဲ့တဲ့ရာသီတုန်းကရာမတ်အမတ်60တိရရှိခဲ့ပြီးမက်ဘေးဆရာအဆင့်10နေရာနဲ့ရာသီသိမ်းခဲ့ရတာဖြစ်ပါရင်ဒီရာသီမှာတော့ယူနိုက်တက်အသင်းကလက်ချက်ပွဲစဉ်6ပွဲစလုံးကိုရာနှုန်းပြည့်အနိုင်ရရှိမယ်ဆိုရင်တော့မှာရာမတ်56မှတ်ပဲရရှိမှာဖြစ်ပါရင်ဒါဟာပရီးမီးယားလိတမိုင်းတခြားအစိုးရဆုံးရည်တည်မှုအဖြစ်အစိုးရဆုံးရာမတ်ရရှိမှုအဖြစ်မှတ်တမ်းဝင်သွားတော့မှာလည်းဖြစ်ပါရင်